မင်္ဂလာပါဗျာမင်္ဂလာပါဒါတည်းကဒါကျွန်တော်ဒီနေ့30ရက်နေ့6လ2025ပေါ့ဒါဒုတိယ final ပဲပြောရမှာပေါ့ဒီ final အဓိကပြောချင်တာကကျွန်တော်မြจีนာညီလေးတယောက်ကနေပြီးတော့မှဒီကတ်ဆမ်းမဲ့ရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတာရှိတယ်စီးပွားရေးလုံနေတာလားပရိုက်တာလုံနေတာလားတဲ့မီးတယ်မီးတော့အညီလေးလည်းတည်အောင်အကုန်လုံးလည်းတည်အောင်လို့ကျွန်တော်ဒီစကားလေးပြောပြရစီကျွန်တော်က ဒီကိစ္စဒီစီးပွားရေးလည်းမဟုတ်ပါဘူး။ပရိုက်တာလည်းမဟုတ်ပါဘူး။နှစ်ခုစလုံးပါတစ်ခုမှမဟုတ်ပါဘူး။ဒါတစုံကို ဟိုဒီတိုင်းပြည်သားဝယ်လို့ရှိရင်3000နဲ့ဝယ်ယူလို့ရတယ်အပြင်မှာတော့3000ဝယ်လောက်ရှိတယ်အခုဈေးတွေကလည်းမတရားတက်နေတာရှိတယ်ဟိုတစ်ဆုံ3000နဲ့ရောင်းတာလည်းကျွန်တော်အမြတ်အများကြီးရလို့လည်းရောင်းတာမဟုတ်ပါဘူးဒါစီးပွားရေးရောင်းမယ်ဝယ်မယ်ဆိုလို့ကျရင်ကျွန်တော်အမှုပညာနဲ့ပဲစီးရေးအကြောင်းအရာနဲ့ကျွန်တော်မျှဝေလို့ရှိရင်စစ်ဘုံမှဖြစ်နေတယ်အဲစစ်လော်ဘီဖြစ်နေတယ်ဆိုဘယ်သူမှကျွန်တော်ကြောက်ဝယ်ယူတဲ့သူမရှိပါဘူးရှားတယ်တော်တော်ရှားတယ်တလားနေလို့မှတစ်ဆုံနှစ်ဆုံမရှိပါဘူးအဲ့ဒါလည်းစီးပွားရေးမှဖြစ်ပါကျွန်တော်ဒီဘက်အမှုပညာမှာဆိုရင်ဒါ ဟုတ်တယ်မလားဘလူနီနဲ့မဆူစီးပွားရှာလို့ရတယ်။သို့တော်လည်းပဲကျွန်တော်စီးပွားရေးတောင်ကျွန်တော်ဘာတစ်ခုမှမလုပ်ဘဲနဲ့ဒီကျွန်တော်တက်မလို့ဘက်မှာတဲ့စီးရေးအကြောင်းအရာလေးတွေကိုဘာလို့ပြည်သူတွေပြန်ပြောက်လို့လဲဆိုတော့စစ်ဘေးရှောင်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူမောင်နှမတွေညီကောင်မောင်နှမတွေဒါစိတ်ချမ်းသာစေချင်တဲ့ဘိုင်းရှိတဲ့လိုအပ်တော်ကူညီပေးချင်တဲ့အပိုင်းရှိတဲ့အတွက်ကျွန်တော်ဒီဘက်မှာလှုပ်ဆောင်ပေးတာဖြစ်ပါတယ်နော်။ဒီဟာတစ်စုံ3000နဲ့ဆိုလို့ရှိရင်10စုံဆိုလို့ရှိရင်3သိန်းမှုရှိပါတယ်။ ကန်ဆယ်မဲ့တစ်ဆောင်ကို3000နဲ့ရောင်းလို့ရအဆောင်တရာဆိုငွေ3000ရအဲ့3000ရလည်းပဲကျွန်တော်ကလှူတာပါဗျာနော်အဲ့ငွေ3000ရလည်းပဲကျွန်တော်တည်းစီးပွားရေးလမ်းမှာဖြစ်ပါဘူးကျွန်တော်တလားတလားကုန်ကြကုန်ရ50သိန်းလောက်ရှိတယ်ကျွန်တော်မန်နေဂျာတွေကိုလိုအပ်တဲ့ accessory တွေဝယ်ရတာရှိတယ်เนาะဒီကျွန်တော်ရတဲ့ပတ်စံ3000ကတက်မတော်သားတွေအဲဖုန်းဟိုဘောเนาะ ရှေ့တန်းမှာရောက်တဲ့အခါကျဖုန်းပြန်ဝယ်လို့လည်းမရဝယ်လို့မရတဲ့အခါကျတော့သူတို့ကအကူကြီးတောင်းတယ်ကြာကိုပိုင်ရဲကိုဆိုအားလာပြီးတော့ဖုန်းဆက်ပြီးတော့တောင်းလိုက်ဖုန်းဆက်ပြီးတော့စာစီနဲ့ပို့လိုက်အောင်လည်းပဲဒါအများကြီးပဲတနေ့နဲ့တနေ့ကိုပြီးတဲ့အခါကျတော့စစ်ဘေးချောင်းတယ်ဆိုတော့မိုးတွေရွာလို့တာလပတ်မရှိတာလပတ်လေးပဲဝယ်ပြီးပါအဲကျွန်တော်တို့ဒီဟာလေးပြတ်သွားလို့ပါဒါလေးပြူသွားလို့ပါပတ်စံအွန်လိုင်းမှာဖြစ်လို့ပါစာဖို့စံနေပြီးတော့ဒါလေးကအများကြီးပဲအဲ့ဒါလေးတွေကိုကျွန်တော်တက်နိုင်တာလေးတွေကျွန်တော် လုတ်လုတ်ပေးတာလေးပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့စီးပွားရေးလည်းမဖြစ်ဘူးပရိုက်တာလည်းတော့မဖြစ်ဘူးဒါပေမဲ့ကျွန်တော်လူတန်းတာလေးတော့ဖြစ်တယ်အခုကျွန်တော်မဲတဆောင်3000နဲ့ရောင်းပေးရဆိုတာလည်းပဲကျွန်တော်မဲဝယ်တယ်လို့သဘောမထားဘဲနဲ့ဒါကျွန်တော်တို့စစ်ပေးချောင်းတွေကိုဒါလူတန်းပေးတယ်လို့ပဲကျွန်တော်ကဟိုမြင်စေချင်ပါတယ်เนาะဒီမဲတဆောင်3000နဲ့ဥမာပေါ့ဟိုပထမဆုံးပေါက်တယ်ဆို300ရတယ်ဆိုမိမိရဲ့ကန်တရားရ300ရတာပျော်စရာပေါ့เนาะအဲ့လိုလေးပဲပျော်ပွဲပျော်ပွဲရှင်ပွဲပုံစံမျိုးလေးပဲလုပ်ပေးတာပါ ဒါကလည်းစီးပွားရေးလည်းမဖြစ်သလိုဘာမှမဖြစ်ပါဘူးเนาะပရိဒါလည်းမဖြစ်ပါဘူးအဲ့အရာလေးတော့ညီလေးသိအောင်ပြောပြချင်ပါတယ်တကယ်လို့ညီကိုမောင်သားလေးဒါကျွန်တော်ကလည်းပြန်ထူမဲ့ဟာလေးလေးဖြစ်နေတဲ့အတွက်ပေါ့ဒါကိုညီလူတန်းပေးတဲ့သဘောလည်းကြားပါတယ်ကန်ဆမ်းမဲ့ဝယ်ပေးတဲ့ဆိုလို့ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်ပေါ့เนาะ3968533340ကိုဒါဆက်သွယ်ပြီးတော့ငါကစားမဲ့လေးတွေအားပေးပါအောင်လို့ပြောချင်ပါတယ်ဗျာကျွန်တော်အလူခံနေတဲ့သူတွေအများကြီးပဲဗျာကျွန်တော်ပြန်ပြီးတော့လူပေးချင်လို့ပါ ကျွန်တော်ကသူများစီမှာအလူတခါအောင်ခံဘူးအလူတခါမှမခံတဲ့အတွက်အလူလည်းမခံပါဘူးเนาะပြီးတော့ကျွန်တော်ကလည်းဒီ TikTok အကောင့်မှာလည်းတုံးတယ် Facebook ဒီမှာလည်းတုံး Facebook ဒီမှာလည်းတွေ့ပါတယ်ကျွန်တော်ပုံနေဒါမှမဟုတ်ကျွန်တော်တိအောင်လုပ်ကြပါမယ်ကျွန်တော်ဘယ်သူမှအလူမခံပါဘူးเนาะကျွန်တော်စီကိုဓာတ်ရိုက်အဲပြောခြင်းနဲ့ဓာတ်ရိုက်ကျွန်တော်နဲ့စကားပြောခြင်းနဲ့ဆိုလို့ရှိရင်ဟို3969255458ဖုန်းကိုခေါ်ဆိုလို့လည်းရတယ်လို့ကျွန်တော် Viber နဲ့ရေးပြီးပြောထားလို့ရပါတယ်ဖုန်းမကင်ပြင်ရင်လည်းပဲ ကျွန်တော်တို့ဒါကင်ပြတဲ့အချိန်ညာလို့ဆိုရင်ကျွန်တော်ပြန်ကင်ပြီးပြန်လည်းဖြေချပြီးတော့ပြည့်ပြီပြန်လည်းဖြေချပြီးပါမယ်ဒါကကန်ဆမ်းမဲ့တစ်ဆောင်3000ရောင်းတာလည်းပဲအဆောင်တရာဆုံးမှ3000ရတာအဲ့ဒါကျွန်တော်အခုစေဘေးဆောင်နဲ့အခက်အခဲဖြစ်မိုးရွာနေလို့အခက်အခဲဖြစ်နေဆိုတော့ကျွန်တော်ပြန်လုပေးခြင်းလို့ပါဒါကျွန်တော်တော်တော်ကြာမှာပါတော်တော်လလောက်ဘယ်နှလောက်ရှိလဲ2လလောက်ရှိပြီတဲ့နဲ့ကျွန်တော်ဈာထဲမှာကျွန်တော်ရှိတာပဲလို့လားအခုဒါကအခက်အခဲလို့အဲ့လိုကျွန်တော်စီမှာလည်းနည်းနည်းလောလောဆယ်ကဟိုနည်းနည်းအခက်အခဲဖြစ်နေလို့ ဒါလေးကိုကျွန်တော်ထုတ်ကြောင်းပေးတာဖြစ်ပါတယ်ဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေပေါက်တဲ့လူကိုလည်းပဲပိုင်ရဲကို9ရက်နေကြလို့ရှိရင်9ရက်9လ2025ကြာရင်ကန်ဆမ်းမဖွင့်ပေးပါမယ်ပြီးရင်ပိုင်ရဲလက်ဆောင်တွေနဲ့တသက်အများကြီးထပ်ပေးပါမယ်အားလုံးကျမ်းပါပါစေဗျာ